အားလုံးပဲမင်္ဂလာပါအခုလာမဲ့23စက်တင်2025တနင်္ဂနွေနေ့ရနေပြီးတော့29စက်တင်2025စနေရှိတပတ်တာလီနိုမန်ကတ်ကပြောတော့တနင်္ဂနွေသားသမီးများအတွက်လီနိုမန်ကတ်ရဲ့နမိတ်ကတော့တပတ်တွင်းမှာရရှိတဲ့နမိတ်ကပင်လေကူးတင်မောလို့ရတဲ့အတွက်ကြောင့်ခီးသွားမဲ့ကိစ္စတွေအားလုံးအဆင်ပြေမဲ့ အရှိပြောင်းတနေတကြီးတခြားတနေရာကိုသွားမဲ့ကိစ္စတွေအားလုံးအဆင်ပြေပါလိမ့်မယ်။တပတ်တွင်းမှာတနေကနေမျိုးဖွားသောမိတ်ဆွေများလီနူမန်ကတ်ကတော့ yes or no ဆိုရင် yes ရေရဝင်လို့ပါအားလုံးအဆင်ပြေပါလိမ့်မယ်။ထီထိုးခံစားမဲ့ဆိုရင်နှစ်နဲ့ငါတလုံးလုံးကိုအပိုင်ကင်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီသောအယောင်ကအဖြူယောင်ဖြစ်ပါတယ်။ဒီတပတ်ထဲမှာဘာပဲလှုပ်လှုပ်ကိုဖြစ်ချင်တဲ့ဆန္ဒရည်ရထားတဲ့ကိစ္စအားလုံးအဆင်ပြေချုံးမှုဖို့ဆိုရင် အိမ်ဖျားမှာတင်းမောသီးလေးတစ်လုံးမှဲ့တဲ့ဟာလေးကိုခွဲချမ်းစိတ်ဖြာပြီးတော့ဖျားဆွန်းတော်ကတ်ချင်းအပြင်တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအခုနပြောခဲ့တဲ့23 17 2025တနင်္ဂနွေနေ့ကနေပြီးတော့29 17 2025စနေတိတပတ်တာကံကောင်းပါလိမ့်မယ်ခင်ဗျာကျွန်တော်နဲ့တိုက်ရိုက်ပေးနေမိမယ်ဆိုရင်၄၃လုံး၅၃၈၃၂နှစ် KP ဝိမာန်ဤဖွင့်ထားပါတယ်ညံပူစောကတူဦးကိုတပေါင်းခွဲယူပါတယ်ဘိုင်ဘာကနေပို့ပြီး ဖုန်းခေါ်လို့မရဘူးဗိုက်ဘာကနေပြီးတော့ပဲအတန်းပိုင်းပြန်ပို့ပေးမယ်မအားတဲ့ကြားတွေကပြန်ပြီးတော့ပြောရတဲ့အတွက်ကြောင့်မလို့မအားလို့ပြန်မပြေပြင်လဲနားလွယ်ခွင့်လို့ဘေးစီလိုပါတယ်ခင်ဗျာတနင်္လာနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ23 17 2025တနင်္ဂနွေနေ့ကနေပြီးတော့29 17 2025စနေတိတပတ်တာတနင်္လာသားသမီးများအတွက်လီနိုမန်ကတ်ရဲ့နမိတ်ကလေးကတော့ ကြောက်စူးဆိုတဲ့နမိတ်ကလေးရပါတယ်အဲ့တော့ဒလန်နေမူပါတော့မိတ်ဆွေများတပတ်အတွင်းမှာဒီဘယ်ကိစ္စပဲဖြစ်ဖြစ်နည်းနည်းလေးအခက်ခဲလေးတွေကြားရရနေဖြတ်ရလိမ့်မယ်အလုပ်တစ်ခုခုလုပ်ဖို့ဆိုလို့ရှိရင်သူကကြောက်စူးဆိုတဲ့နမိတ်ကကြောက်ချထားသလိုပဲဘာနဲ့သူလဲဆိုလို့ရှိရင်အလုပ်တစ်ခုလုပ်တော့မိတ်ဆိုရင်လုပ်ရင်ကောင်းမလားမကောင်းဘူးလားဆိုလေးနေတာပေါ့တနေရာထဲမှာငြိမ်နေတဲ့နေရာကြီးဖြစ်နေတယ်ဆိုတော့ တလန်နေမူဖော်သောမိတ်ဆွေများတပတ်အတွင်းမှာငြိမ်မနေပါနဲ့လှုပ်ရှားပါလို့သူကဒီနမိတ်ကဆိုခြင်းဖြစ်ပါတယ်အဲ့တော့ yes or no ဆိုရင်တော့ no အခက်ခဲလေးနည်းနည်းရှိမယ်အဲ့ဒီအခက်ခဲလေးတွေကိုကြော်နိုင်မှသာအဲ့ဒီကိစ္စအောင်မြင်နိုင်မယ်အဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်လေးတစ်လုံးနဲ့အပိုင်ကန်ပြီးတော့ထီထိုးကန်ဆန်းမှာကံကောင်းစေသောအကြောင်းကအစိမ်းအောင်ဖြစ်ပါတယ်ဒီတပတ်ထဲမှာတလန်နေမူဖော်သောမိတ်ဆွေများကိုလှုပ်ခြင်းတဲ့ကိစ္စကိုယူရထားတဲ့ကိစ္စတစ်ခုခုကိုအောင်မြင်ခြင်းနဲ့ဆိုရင်တဲ့ ဘေးတွေသမားစိုက်ကသမားကိုခောက်ဆွဲကြော်ဝယ်ခိုင်းခောက်ဆွဲကြော်ဝယ်ပြီးမှအိမ်ဖျားမှမနဲ့စွန်းတော့ကတ်ခြင်းအားဖြင့်လဲတနလာနေမူဖောက်တော့မိတ်ဆွေများဒီတစ်ပတ်တွင်းမှာအေဂျန်စွာကိုလှုပ်ခြင်းတဲ့ဆန္ဒတွေဖြစ်ပါလိမ့်မယ်တဲ့အင်္ဂါနေ့မွေးဖောက်တော့မိတ်ဆွေများ အားလုံးမင်္ဂလာပါ23/7/2025တနင်္ဂနွေနေ့ကနေ29/7/2025စနေတိတပတ်တာ လီနိုမန်ကပ်ရဲ့နမိတ်ဖတ်ပြီးမှဖြစ်ပါတယ် အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများအတွက်လီနိုမန်ကတ်ကတော့တဲရော့ကတ်ပြားရဲ့နမိတ်ကတော့ဒီအခက်ခဲတွေကြုံမယ်ဆိုတဲ့နမိတ်မျိုးရရှိပါတယ်။အဲ့တော့ကိုကတစ္ဆာရှိတယ်။ကိုကတစ္ဆာဘလောက်ကြီးပဲရှိရှိတခါကျရင်ကိုကတစ္ဆာဖောက်တာလေးတွေကြုံတတ်တယ်။ဒါကိုကျွန်တော်တို့စိတ်ထဲမှာမထားပါနဲ့။တပတ်ထဲမှာလှုပ်လှုပ်တဲ့အခါမှာဘာပဲလှုပ်လှုပ်ဘာပဲပြုတ်ပြုတ်ဘာပဲဆူဆူသတိဝိရိယထားဖို့ရေးကြည့်ပါတယ်။တချို့ကိစ္စတွေမှာမလိုအပ်ဖ ೇನೆ စကားတွေအများကြီးပြောရတတ်ပါတယ်။အဲ့တော့ ဒီကပ်ပြားရဲ့နမိတ်ကတော့ yes or no ဆိုရင်တော့အင်္ဂါနေ့မွေးဖွားသောမိစေများ no အခက်ခဲရှိပါတယ်ဒီလီနိုမန်ကပ်ကတော့နမိတ်ကတလေးဆန်တကောင်ရဲ့ခွေးဆိုတဲ့နမိတ်လေးကြားရတဲ့အတွက်ကြောင့်မလို့ကိုကဘလောက်ကြီးပဲဟိုအများအတွက်စူးစားပန်းစားဖန်တီးပေးဖန်တီးပေးအကောင်းပြောခံရမယ့်တပတ်တာမဟုတ်ဘူးလို့အဖြေထွက်ပါတယ်အဲ့တော့ဘယ်ကိစ္စပဲဖြစ်ဖြစ်တပတ်တာအတွင်းမှာအလုံးလုံးတဲ့ကိစ္စကိုဖြစ်ချင်တဲ့ဆန္ဒရည်ရွယ်ထားတဲ့ကိစ္စအစဉ်ပြေချုံးမွေးဖို့ဆိုရင်ညနေပိုင်းမှာ ခွေးကိုအစာပြေးခြင်းအပြင်ကိုဖြစ်ကျင်တဲ့ဆန္ဒကိုဆူတောင်းမှာထီထိုးကန်စမ်းမယ်ဆိုရင်3နဲ့6ဒလုံးလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီသောအယောင်ကနီညွံ့အောင်ဖြစ်ပါတယ်ဘုံထူးနဲ့မွေးဖွားသောမိစေများအားလုံးမင်္ဂလာပါ23/7/2025တနင်္ဂနွေနေ့က29/7/2025စနေထီတပတ်တာဘုံထူးနဲ့မွေးဖွားသောမိစေအတွက်လီနိုမန်ကတ်ရဲ့နမိတ်ကလေးကပေါ့ ော့ဆိုတာကတော့အောင်မြင်မှုတကားကိုဖွင့်ထုတ်တာအဲ့တော့ဒီတပတ်တာထဲမှာဘုဒ္ဓနဲ့မွေးဘွားသောမိစေများအလုတ်တကူလှုပ်ဖို့ရည်ရွယ်ထားတဲ့ဆိုရင်မစင်းစားနဲ့ရေရေဝန်းလှုပ်လိုက်တပတ်ထဲမှာကိုဖြစ်ခြင်းနဲ့ဆန္ဒရည်ရွယ်ထားတဲ့ကိစ္စတွေအောင်မြင်မယ်ဆိုတော့နမိတ်မျိုးဖြစ်တယ် yes or no ဆိုရင် yes ကောင်းတယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီကာလမှာအလုတ်ကိစ္စအစဉ်ပြေမယ်ယာရုကိစ္စအစဉ်ပြေမယ်အကြီးကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေချောမွေ့မယ်ထီထိုးကန်ဆန်းမယ်ဆိုရင် နှစ်နဲ့ရှစ်သလုံးလုံးကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလေထီနံပတ်ဖြစ်ထီထိုးပါကံကောင်းစီသောအယောင်ကအဖြူယောင်ဖြစ်ပါတယ်ဒီတစ်ပတ်ထဲမှာဘာပဲလို့လို့အစဉ်ပြေချုံးမွေးခြင်းနဲ့ဆိုရင်အိမ်ဖះမှာပေါင်မှုကလေးဆွန်းတော်ကပ်ပြီးတော့ဆူတောင်းခြင်းအားဖြင့်လည်းဘုံထူးနေမွေးပါသောမိစေမြတ်တပတ်တာကိုဖြစ်ခြင်းနဲ့ဆန္ဒဖြစ်ပါလိမ့်မယ်ကျွန်တော်နဲ့ဓာတ်ရိုက်ပေးနေမိမယ်ဆိုရင်တော့၄၃လုံး၅၃လုံး၈၃ညာ2 KP ဝေမန်ဒီဖွင့်ထားပါတယ်ညံဘူးဇော်ကတူကိုတကောင်းခွဲယူပါတယ်ဘိုင်ဘာကနေပြီးတော့ ဖုန်းနံပါတ်ကိုအမိမိုးတက်ကလေးပို့ပြီးမအားလို့ပြန်မယ်ပြပြင်လဲနားလဲခွင့်လို့ဘေးစီလိုပါတယ်ဘုံကူးနေမူပေါင်းသောမိတ်ဆွေများဒီတပတ်တာမှာဟလာအောင်မြင်မှုတကားကိုခွင့်ထုတ်တဲ့မင်္ဂလာရွှေတော့လေးနဲ့အတူအောင်မြင်စွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဂျာတာပရိနေမူပေါင်းသောမိတ်ဆွေများအားလုံးမင်္ဂလာပါ23 2025တနင်္ဂနွေနေ့ကနေပြီးတော့29 2025စနေတိတပတ်တာ ဂျာသာပရိသသမီးများအတွက်လီနိုမန်ကတ်ရဲ့နမိတ်လူကြီးလူကောင်းဆိုတဲ့နမိတ်ရတယ်အဲ့တော့တပတ်တွင်းမှာကိုဘကတစ္ဆာရှိရှိဟာလာတီတီတက်တက်ခန့်ခန့်ညာညာနဲ့နေပြီးတော့ဘာပဲပြောပြောဘာပဲဆိုဆိုကောင်းတယ်ဆိုတဲ့အရာမျိုးဖြစ်ပါတယ်အဲ့တော့ဒီဒီကပ်ပြားရဲ့နမိတ်ကတော့ yes or no ဆိုလို့ရှိရင်ဟိုလွယ်လွယ်လေးပဲသူကဒီကပ်ပြားရဲ့နမိတ်ကလူကြီးလူကောင်းဆိုတာလူကြီးဆန်ဆန်နေပါလို့ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ် အဲ့ဒီမှာလူကြီးဆန်းဆန်းဂုံတိတ်ခါရှိရှိမနေဘဲနဲ့ဟလာနည်းနည်းလေးပြတ်သွားတာနဲ့노ဖြစ်သွားမယ်လူကြီးဆန်းဆန်းနဲ့တီတီတန်တန်နဲ့ဘာသာရေးလုပ်မယ်အလူတန်းနေလုပ်မယ်ကိုကိုကိုလည်းယုံကြည်မယ်သူများကမဟုတ်တာမလုပ်ဘူးဆိုရင်ဒီကပ်ပြ yes အဲ့တော့အကောင်းနဲ့အဆိုးဆိုရင်အဲ့သဘောရှိပါတယ်ဆိုတော့ဒီတစ်ပတ်ထဲမှာထီထိုးကန်ဆန်းမယ်ဆိုရင်ကိုတလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီဂျီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီသောအရာကအနီရောင်ဖြစ်ပါတယ်အဲ့တော့ဒီကပ်ပြရဲ့နမိတ်က ဘာပဲလုပ်လို့တဲ့အရေးကြီးတဲ့ကိစ္စဆုံးဖြတ်ရမယ့်ကိစ္စအရေးကြီးလာပြီဆိုရင်တဲ့အဋိဌံပတိလေးစိတ်ပါအ ਨੇ ဆုံးကိုးဘတ်လောက်တော့စိတ်ကိုစေရမယ်အဋိဌံပတိကိုးဘတ်ဖြစ်နိုင်လို့ရှိရင်တော့ကျွန်တော်တို့အရဟံအရဟံဆိုတဲ့ဂုဏ်တော်ကိုးဘတ်ကိုကိုးဘတ်စိတ်ပြီးတော့မှတွန်းရင်ကျန်သာပတိနေမူဖောက်တော့မိတ်ဆွေများကိုဖြစ်ချင်တဲ့ဆန္ဒဖြစ်ပါလိမ့်မယ်ဗျာကျွန်တော်လည်းတရိုက်ပေးနေမိမယ်ဆိုရင်တော့၄သုံးလုံး၅သုံးလုံး၈သုံးညနှစ် KP ဝိမန်နီဖွင့်ထားပါတယ်ညံဘူးဇောကတူအုပ်ကိုတပေါင်းခွဲယူပါတယ် ဗိုင်ဘာကနေပို့ပေးရတာဖြစ်ပါတယ်မအားလို့ပြန်မပြေပြင်းလဲနားလဲခွန်းလို့ဘေးစီလိုပါတယ်ကြာသာပြီးနေမူဘောသောမိစေများတပတ်တာအဋိဌံတစ်ခုခုဝင်ပြီးတော့မှဘာမဆိုလုတ်ပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးလဲပါတယ်ဗျာပေါကြာနေမွေးဖွားသောမိစေများအားလုံးမင်္ဂလာပါ23 2025တနင်္ဂနွေနေ့ရနေပြီးတော့29 2025စနေတိတပတ်တာတောက်ကြာနေမွေးဖွားသောမိစေတို့ လီနိုမန်ကတ်ကတော့နေထွက်ချိန်ဆိုတဲ့နမိတ်လေးရတယ်နေထွက်ချိန်ဆိုတဲ့နမိတ်ကမနက်မိုးလေးမှာစပြီးထွက်တဲ့နေရအကောင်းတဲ့အဆိုးဆိုရင် yes or no ဆိုရင် yes ကောင်းတယ်ကြိုက်တာလို့တောက်ကြနေမူပေါ်တော့မိစေမြတပတ်ထဲမှာဟလာဂုံသိခါရီတူတက်မယ်အကြီးကြီးရဲ့ဆောက်ရှောက်မှုကိုရမယ်အွှေ့ပြောင်းနေရပြောင်းစသဖြင့်ဝင်ငွေတွေအများကြီးတိုးတာမျိုးတွေကြုံမယ်နောက်ပြီးတော့အတွေးအစ်စိတ်ကူးအစ်အကြံအစ်တွေပေါ်မယ်လောက်တာလောက်ပါရဲရဲဝင်းလောက်ပါ ကံကောင်းစီမဲ့အယောင်ကအဖြူယောင်ဖြစ်ပါတယ်ထီထိုးကံစမ်းမယ်ဆိုရင်နှစ်နဲ့တစ်တလုံးလုံးကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလေထီနံဘက်ဖြစ်ထီထိုးပါဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စဆုံးဖြတ်ချက်ချခတဲ့ကိစ္စမျိုးဘယ်ကိစ္စပဲဖြစ်ဖြစ်ဖြစ်နေပြီဆိုရင်အိမ်ရဲ့အရှိတတဲမှာအိမ်ရှိမှာခြိုက်နေတဲ့နေရာလေးတွေကိုမြေဖို့ပြီးတော့ဆူတောင်းပါတဲ့ဒါဆိုရင်တောက်ကြနေမှုဘောသောမိစေများတပတ်ထဲမှာဘာမှမစုကိုလှုပ်ချင်တာဖြစ်ပြီးအောင်မြင်ပြီလို့ရဲဝံယုံမှတ်ထားပါ ကျွန်တော်နဲ့တရိုက်ပေနေမိမယ်ဆိုရင်၄၃လုံး၅၃လုံး၈၃ည2 KP ဝိမာန်ဒီဖွင့်ထားပါတယ်ညံပူဇော်ကတူကို၁000ခွဲယူပါတယ်ဘိုင်ဘာကနေပြီးတော့အမီမူတက်ကလေးပို့ပေးရပါတယ်အားတဲ့အချိန်ပြန်ဖြေပြီးပါမယ်မအားရင်လည်းပြန်မပြေးလဲပြင်းရင်လည်းနားလဲခွင့်လို့ပေးစီလို့ပါတယ်အဲ့တော့တောက်ကြနေမွေးဖော်သောမိတ်ဆွေများလီနိုမန်ကတ်ရဲ့သဘောရနေထွက်ခြင်းနဲ့မနက်ခင်းမှာစိတ်သက်လူသက်ဟလာစိတ်ကူးသက်တွေနဲ့အားလုံးပျော်ရွှင်စွာတပတ်တာကိုဖျက်ဆီးနိုင်ပါစီဗျာ စနေနေ့မွေးဖွားသောမိစေများအားလုံးမင်္ဂလာပါ23 27 2025တနင်္ဂနွေနေ့ကနေပြီးတော့29 27 2025စနေအထိတပတ်တာလီနိုမန်ကတ်ရဲ့နမိတ်ကအသေးနှလုံးဆိုတဲ့နမိတ်ကလေးရပါတယ်အဲ့တော့အသေးနှလုံးဆိုတဲ့နမိတ်က yes or no ဆိုရင်တပတ်ထဲမှာ yes ကြိုက်တာလို့အောင်မြင်မယ်စနေနေ့မွေးဖွားသောမိစေများလက်လက်ပတ်ပွင့်မယ်ချစ်ချင်းမေတ္တာတရားအချီးနှလုံးသားကြီးအိမ်တွင်းအိမ်တော်ကြီးအားလုံးတာယာမယ်ဆိုတဲ့ထဲမှာပါတယ်အဲ့တော့ ဘယ်ကိစ္စပဲဖြစ်ဖြစ်နှလုံးသားနဲ့ဆုံးဖြတ်ပြီးလှုပ်ပါတဲ့ဒီအပေါ်ရန်နဲ့မဆုံးဖြတ်ပဲနဲ့ဘာမှမလှုပ်ပါနဲ့တဲ့ဘာကိစ္စပဲဖြစ်ဖြစ်လေးလေးနက်နက်ထားပြီးနှလုံးသားနဲ့ထားပြီးဆုံးဖြတ်ပြီးလှုပ်ရင်ပို့ပြီးတော့အောင်မြင်မယ်လို့ဆိုတာဖြစ်ပါတယ်ထီထိုးကန်စမ်းမယ်ဆိုရင်၃နဲ့၃ညတစ်လုံးလုံးကိုအပိုင်ကိုင်းပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ပြထီထိုးပါကံကောင်းစီသောအရာကနင်းညောင်ဖြစ်ပါတယ်ဒီကပ်ပြရဲ့နမိတ်ကတော့ yes or no ဆိုရင်ခုနပြောခဲ့သလို yes အရေးကြီးတဲ့ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် မွေးနံတောင်မှာထီးပြူတလက်ဘယ်တကူကြီးတဲ့ဖရားပဲဖြစ်ဖြစ်မွေးနံတောင်မှာထီးပြူတလက်ဖရားကမသွားနိုင်ဘူးကိုယ့်အိမ်မှာကိုလုံးမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ဒီကပ်ပြားရဲ့နမိတ်ကတော့နှင်းစီပန်း9ပွင့်မေမြုပ်ပန်း9ပွင့်ဖန်ခွက်ထဲမှာထည့်ရေထည့်ပြီးတော့ဖရားလူချင်းအားဖြင့်လေစနေနေ့မူဖော်သောမိစေများအထူးကံကောင်းပါလိမ့်မယ်ကျွန်တော်လည်းတရားရပေရင်မိမယ်ဆိုရင်၄၃လုံး၅လုံး၈လုံး၈လုံးနှစ်ကေပီဝိမာန်ဤဖွင့်ထားပါတယ်ညံဘူးစောကတူကိုတပေါင်းခွဲယူပါတယ် ဗိုင်ဘာကနေအမီမူသကရစ်ပို့ပေးရပါတယ်မအားလို့ပြန်မဖြေပြင်းလဲနားလဲခွင့်လို့ပေးစီလိုပါတယ်စနေနေ့မွေးဖွားသောမိတ်ဆွေများလီနူမန်ကတ်ကပြောတဲ့အတိုင်းအသေးနှလုံးနှလုံးသားဖြင့်အရာရာကိုဟလာချင့်ကျင်ပိုင်းခြားပြီးတော့နှလုံးသားနဲ့ဆုံးဖြတ်ပြီးအားလုံးအနိုင်ပိုင်းအောင်မြင်စွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါ